မင်္ဂလာပါခင်ဗျာ2025မတ်လ6ရက်နေ့ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုရှားကစီးပွားရေးလုပ်ငန်းရှင်တွေမြန်မာနိုင်ငံမှာအခြေစိုက်လာရင်အကျိုးရှိစေရမယ်လို့မင်းအောင်လိုင်းအာမခန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရုရှားကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့မြန်မာနိုင်ငံအတွင်းမှာလာရောက် အခြေစိုက်ပြီးယင်းနှမြုံနယ်မှုတွေပြုလုပ်ရင်အကျိုးရှိစေရမယ်လို့စစ်ကောင်းဆောင်မင်းအောင်လိုင်းကမတ်လ9ရက်နေ့မှာပြုလုပ်ခဲ့တဲ့မြန်မာရုရှားစီးပွားရေးဖိုရမ်မှာပြောကြားခဲ့ပါတယ်ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့တဘာဝထုတ်ကုန်ပစ္စည်းတွေကိုအခြေခံပြီးတမုံမြင့်ပစ္စည်းတွေထုတ်လုပ်ခြင်းလုပ်ငန်းဤပညာနဲ့ထုတ်ကုန်ပစ္စည်းတွေကိုရုရှားနိုင်ငံကနေတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစတဲ့လုပ်ငန်းတစ်ခုကိုလုတ်ကိုင်းနိုင်တယ်လို့မင်းအောင်လိုင်ကပြောကြားခဲ့တာပါဒီလုပ်ငန်းတစ်ခုလုံးမှာရုရှားစီးပွားရေးလုပ်ငန်းရှင်တွေကြိမ်းတည်အကျိုးရှိစေရမယ်လို့မင်းအောင်လိုင်ကအာမခံပြောဆိုခဲ့တာပါဒါပြင်မြန်မာနိုင်ငံမှာအခြေစိုက်ပြီးစီးပွားရေးလာလုံးမဲ့ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေဟာမြန်မာနိုင်ငံကလူဦးရေ50တန်းတာမကပဲမြန်မာနိုင်ငံပတ်ချလည်းကအိန္ဒိယနိုင်ငံတွေက လူဦးရေ1ဘီလီယံကျော်ကြားမှာပါဇီကော့တီရှာဖွေနိုင်လိမ့်မယ်လို့သူကဆိုပါတယ်မြန်မာရုရှားစီးပွားရေးဖိုရမ်လို့အမည်ပေးထားတဲ့ဒီတွေ့ဆုံပွဲကိုရုရှားသမ္မတဗလာဒီမာပူတင်နဲ့စစ်ကောင်းဆောင်တို့တွေ့ဆုံပြီးတဲ့နောက်ရက်မလ9ရက်နေ့မှာမြန်မာနိုင်ငံကစစ်အုပ်စုလက်ဝေကန်စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ရုရှားနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ကြပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဖြူမြို့နယ်အမြန်လန်းဒေတာမှာပကာဖားရီကင်းတဲ့လုံခြုံရေးဆောင်ရွက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကုန်းတိုင်းဖြူမြို့နယ်အတွင်းကအမြန်လန်းဒေတာတော်လန်ရေးတက်တွေစုံမိုးထိန်းချုပ်ထားတဲ့နယ်မြေမှာဖြူမြို့နယ်ပါကာဖတက်ဖွဲ့ဝင်တွေကင်းလဲလုံခြုံရေးဆောင်ရွက်ခဲ့တယ်လို့ပါကာဖအတန် Facebook page ကနေမင်းညာကထုတ်ပြန်ခဲ့ပါတယ်စစ်တောင်းမြေဝန်ဒေတာကိုမြို့သားညီညွတ်ရေးအစိုးရလက်အောက်ခံတက်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တက်ဖွဲ့တွေထုတ်ပေါဝင်ရောက်လျက်ရှိနေတယ်လို့လည်းပါကာဖအတန်ကဆိုပါတယ်ဖြူမြို့နယ်ပါကာဖတွေကင်းလဲလုံခြုံရေးယူနေတဲ့ဖြူမြို့နယ်ဟာအကြံဖက်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာတောင်ငူမြို့အောက်ဘက်မှာရှိတယ်လို့ အမြန်လမ်းဖြတ်တန်းတွားလာရမျိုးနဲ့တစ်ခုဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးချုပ်မန်ဝန်းခိုင်တန်းကရန်ကုန်နဲ့ပဲခူးတိုင်းအတွင်းနယ်မြေစိုးမိုးရေးအတွက် PDF တပ်ဖွဲ့ဝင်တွေကိုတက်ထွက်မိန့်ခေါ်ပြောကြားပြီးတဲ့နောက်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကစစ်တပ်ဂိတ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့တယ်လို့တော်လန်ရေးတပ်တွေရဲ့စစ်ရေးအချိန်တုံးမြင့်လှုပ်ဆောင်လာတာတွေကိုလည်းတွေ့မြင်နေရတာဖြစ်ပါတယ်။တတိယသတင်းတစ်ပုဒ်အနေနဲ့ဂံကောမြို့မှာလေကြောင်းတိုက်ခိုက်မှုကြောင့်အရတားနှုတ်ဦးတေဆုံးခဲ့ပြီးလူနေအိမ်အပျက်စီးများဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေတိုင်းကံကောမြို့နယ်မြောက်ပိုင်းကံကြီးရွာမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရတားပြည်သူတို့ဦးတည်ဆုံး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်တွေပျက်စီးများခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကတီးရပါတယ်။မလ9ရက်နေ့မနေ့ကည9:48မိနစ်မှာမိတီလာရှန်တက်လီတက်ကတက်လာတဲ့ Jet Fighter နဲ့မိလောင်ဘုံကြီးတွေပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစံကဲပြင်ဆိုင်ပေါ်ကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ရော်ဒီတာတရင်းတွေကိုဖော်ပြလို့ရှိတဲ့ကိုဘာကောင်းရဲ့အတိပေးချက်အရလေကြောင်းတိုက်ခိုက်မှုကြောင့် ဥအောင်ဖြိုးနဲ့ဒေါ်သားမင်းတို့ဇနီးမောင်နှံတီဆုံးခဲ့ပြီးအီတာလီဦးထိခိုက်တံရရရှိခဲ့တယ်လို့တီးရပါတယ်။ထိခိုက်တံရရရှိထားသူတွေဟာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ဖြစ်ပြီးပြင်းထန်တံရတွေနဲ့စေကူတာမှုခံယူနေရတယ်လို့သူကဆိုပါတယ်။ဒါ့အပြင်ဘုံနီကြားရပေါက်ကွဲခဲ့တဲ့ဆိုင်ကယ်ပြင်ဆိုင်အပါအဝင်နေအိမ်ဆယ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့တီးရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ24ရက်နေ့ညပိုင်းကလည်းကံကောမြို့နယ်မြောက်ပိုင်းတောင်ခင်ရန်ကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်လူနေအိမ်တလုံးမိလောင်ကျန်းခဲ့ပြီးအနီးအနားက လူနေအများပြားထိခိုက်ဆုံးရှုံးခဲ့ပါလိမ့်တယ်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ခမရ996ချင်းမြန်တက်ရင်ကတက်တာတူလက်နက်ခဲရန်နဲ့တူဗပြောင်းခလုံးလားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သတင်းနိုင်တိုင်းသတင်းနိုင်မြို့နယ်ဇပွဲရွာခြေဆိုင်ခမရ996ချင်းမြန်တက်ရင်ကတက်တာတူသတင်းနိုင်မြို့တွင်လုံခြုံရေးတာဝန်ကြနေတဲ့လက်နက်ခဲရန်နဲ့တူသတင်းနိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စီဗပြောင်းခလုံးလားတယ်လို့တီးရပါဗါတယ်။ခလုံးလားတို့ကိုဝေလင်းထွန်းဟာမက်လာလီရဲ့နေ့မှာ MA2 ခေါ်ဆက်ကလေးတစ်လက် 5.56G အတောင်20ကြီးပေါတခုနဲ့တူလက်နက်ခဲယမ်းတွေယူဆောင်လာပြီးတင်းနိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖစီခေလွန်လာတာဖြစ်ပါတယ်။ကိုဝင်းလင်းထွန်းကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဂုံပြူစုငွေ360ပေးအပ်ချီမြှင့်ခဲ့ပါတယ်။တင်းနိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖအနေနဲ့စစ်တပ်ရဲ့စစ်မှုထမ်းမိတ်ကြောင့်အတင်းအနမစစ်သားစုဆောင်ခံရသူတွေအနေနဲ့နိစ္စရာတော်လိုင်းအင်အားစုတွေနဲ့ချိတ်ဆက်ပြီးခေလွန်နိုင်ကြောင်းကိုလည်းအတိအပြေထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ16ရက်နေ့ကလည်းတင်းနာရီမြို့နယ်ကမ္မလိုင်းကျေးရွာအခြေဆိုင်ခမရ998ကတက်ကြကြီးတူအပါဝင်တပ်သား9ဦးလက်နက်တွေနဲ့အတူဒေါနာတက်ရင်စီခုံလုံခဲ့ကြပါလိမ့်တယ်ဒီမိုကရက်တစ်ပရက်ရဲ့ညနေခင်းသတင်းအစီအစဉ်ကိုနောက်ထောင်ပေးရတဲ့ကျေးဇူးတင်ပါတယ်